အရင်တစ်ခေတ်ကပေါင်းစဲတမိုင်းဆိုရင် prime time ကိုရောက်နေတဲ့ခေတ်ပြိုင် fighter တွေကြီးပဲနေရာရလေးရှိတယ်အဲ့ဒီတော့ကအခုလောက် combat sport တွေကအရင်မကြေပြန့်သေးတော့ဘောက်ဆာဆိုရင်ဘောက်ဆာချန်ပီယံရှင်ပြန်ကြတယ်အခုကျတော့ရွေးချယ်စရာတွေများလာတယ်ဖွဲ့စည်းတွေများတယ်နေပဲမတူရင်လည်းအဆင်ပြေအောင် special rule တွေချပြီးတော့ထိုးလို့ရတယ်ဆော့လို့ရတယ်အဓိကကပရိသတ်ကဒီကောင်နဲ့ဒီကောင်နဲ့သာချရင် what if အကယ်၍သာဆိုတော့ drain fight တွေသာအတန်နေစုပြီးတော့ထွက်လာမယ်ဆိုရင်ပွဲစီစဉ်သူတွေကမရမကကြံဖန်ရတော့တယ်ဈေးကွက်ကလည်းအဲ့လိုမျိုးသွားနေပြီအခုလေဂျုံဂျုံနဲ့ Alice Barrier ကဘယ်စီပဲနေမှမသိသေးဘူး Alexandra Ostend နဲ့ Alice Barrier ကအတန်ပြန်ထွက်လာပြီတကယ်တမ်းဖြစ်ပျက်ကဒီလိုဗျဘသူမြောက်ပြီးလဲမသိပေမဲ့ဒီတွဲဆိုင်ကိုပါရဲရကအရင်စိတ်ဝင်စားသွားတာမာလီခင် UFC version လုပ်နေတဲ့မောင်ပါရဲရက UFC 313မှာအခလိုက် F နဲ့ကာကွယ်ပွဲအတွက် press conference မှာပါရိယကဒီလိုမျိုးပြောခဲ့တယ်။ Osas နဲ့ပွဲကို၅ရက်စိတ်ဝင်စားတာပါ။ပြီးတော့ Osas ကလည်းစိတ်ဝင်စားနေတဲ့အကြောင်းပြတယ်။ကဲအခု organization တွေစိတ်ဝင်စားရမယ့်အချိန်ကိုစောင့်မှုပဲလိုတယ်။ဒါကတော့အဆင်သင့်ပဲ AC ပဲဘယ်ချိန်ထုတ်လို့ရတယ်ဆိုပြီးတော့ interview မှာပြောခဲ့တယ်။ Osas နဲ့သာပွဲဖြစ်ခဲ့ရင်မေဝတ်တာနဲ့ corner တို့ပွဲရဲ့ဝင်ငွေကိုစံချိန်မချိုးနိုင်တော့မှနီးကပ်လိမ့်မယ်လို့တော့မျှော်လင့်လို့ရတယ်။ UFC ကခြေတယ်။ဘယ်ဖွဲ့စည်းတွေမှာသူကမရောဘူး။မပောင်းလိုင်းမကြောင်ဘူးဆိုတဲ့အထာမျိုးတွားတယ်။ လိုအပ်ချက်ရမကောင်းတက်လို့တာအဖွဲ့အစည်းတွေကိုဖိတ်ခေါ်ရတယ်ရှိပေမဲ့ officially တခြားပေါင်းစည်အဖွဲ့အစည်းနဲ့ပေါင်းပြီးပွဲလုပ်တာကကော်နာနဲ့မေဘောတာတို့ပွဲပဲရှိတယ်ဒါပေမဲ့ဟိုတလောကဒေနာဝိုက်နဲ့တူရကီအလာရှိတို့စာချုပ်အပြီးမှာအခုလို drain fight တွေကပိုလို့တော့ဖြစ်လာနိုင်ခြင်းရှိတယ်လို့ပြောလို့ရပြီပါရီယက်ကငါးကပတ်တွေကိုကာကွယ်ပြဖို့လောလောဆယ် focus ထားတယ်ပြီးရင်ငါ့မှာရွေးချယ်တဲ့နေရာတွေရှိတယ် ဒူပလက်စီဒါမဟုတ်ဆိုရင်ဂျွန်ဂျုံးကို heavy weight မှာတွေ့မယ်ဒါမှမဟုတ်ရင် Oses နဲ့ဘောင်စင်ထိုးမယ်ဒါရီက9ရက်စစ်တဲမှာရှိရ option 3ခုပါ UFC ဘက်ကနေ main data လောက်ရမယ်ဆိုတာနဲ့ငါဝင်ထိုးဖို့ ready ပါပဲဆိုပြီးတော့ပြောထားတယ်ကျွန်တော်ခဏခဏပြောပြီးသားပါ possibility အရဆိုရင်လက်သီးနှလုံးပဲ ever train နေတဲ့ proposer တွေ့ကိုဘတ်စုံမျှကြည့်ရတဲ့ MMA fighter တွေကဘောင်စင် rule နဲ့ဆိုရင်နိုင်ဖို့ရာခိုင်နှုန်းနည်းတယ်ရှေ့မှာလည်းတာရက်ကတွေအများကြီးရှိခဲ့တယ် ဒါပေမဲ့ Alice Pereira ကလည်းကိပောင်ဆယ် background ဖြစ်နေတာရဲ့ level တပေါက်ရှိတဲ့ striker ဆက်စစ်ဖြစ်နေတာဆိုတော့ပွဲဖြစ်လာရင်တော့မြိုင်ပါပါဖြစ်ဖို့တော့ခက်ပါသေးတယ်ဒါပေမဲ့ပွဲဖြစ်ပြီဟဲ့ပွဲဖြစ်လာနိုင်တဲ့အခြေအနေတွေရှိလာပြီဆိုရင်တော့နှစ်ယောက်လုံးရဲ့ POV ကိုတိတိကျကျလေးပွဲကြုံလုပ်ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ညွှန်ရတာပါဒါကတော့တည်င်းတွေထွက်နေတဲ့ Pereira နဲ့ Osasto ရဲ့ပွဲကြောင်းပါအရင်ကြီးတော့ဒီတေးမကြဘူးဒါပေမဲ့လုံလောက်လာမယ်လို့ထင်ပါတယ်တတား ဆိုရှယ်မီဒီယာပလက်ဖောင်းတွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူး။အဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ။ promo code MSN1H ကိုသုံးပါ